ဥမာကျွတ်တို့ပန်းစင်လေးရှင်းနာမှာရှိဒီပန်းစင်လေးကျွတ်တို့ရေလောင်းဘာလို့ရေလောင်းတာတို့ဆိုရင်ဩဒီပန်းစင်လေးကျန်တန်ဖွင့်ကျိုးပြီးတော့ကိုင်းကြိမ်တန်နဲ့အပွင့်ငေးတွေပွင့်ပါစေတော့လို့ဒါမြင်ပြီးကျွတ်တို့ကလောင်းနေတာလေတကယ်တော့ဒီပန်းစင်လေးရေလောင်းရတဲ့အတွက်ဒီပန်းစင်လေးရေတောက်တာရေတောက်ရတဲ့အတွက်ကုသိုလ်တွေဘယ်လိုရအောင်လဲကျွတ်တို့မဟုတ်ပါဘူးအဲဒီလိုပေါ့တစ်တင်ရေလောင်းတယ်လို့ပေါ့တစ်တင်ရေလောင်းတယ်ဆိုတာတစ်တင်တောက်အောင်လောင်းတာတစ်တင်ဘာလို့တောက်သိကြလာတော့ သိတယ်မှာကြမ်းကြမ်းမှမှာဖြစ်ပြီးယောဂဗျာတွေရှင်းပြီးကြလားသိရမယ်ပင်ဆိုလဲပြီးနိုင်အောင်ပွင့်ရမယ်ပဲပွင့်ဆိုရင်လည်းပဲပွင့်နိုင်အောင်အဲဒီလိုမျိုးလို့ကိုကနေပြီးတော့ညင်ပြီးမှကိုကနေပြီးတော့ဒီလိုသူ့ရေလောင်းလိုက်တာတောင်သူလယ်သမားတွေဆိုပို့ပြီးတော့ရှင်းပါပါသူတို့သစ်ပင်တွေစိုက်ထားတာတွေတန်းရောသားတွေပါလက်ကျွေးနေပါပါပို့တွေပါလက်ရှင်းပေးနေပါပါဘာဖြစ်လို့ယူရနေရတာတော့ပို့တွေပါဒီမကြိုက်အောင်အော်တော့じゃသူတို့မတီးနိုင်မပွင့်နိုင်ဖြစ်နေတော့ခလေအဲဒီလိုမျိုးသားလည်းဘာဖြစ်လို့ကျွေးရတာတော့ အဲဆက်လက်ပြီးမှတည်နိုင်အောင်ပွင့်နိုင်အောင်ဆိုပြီးတော့အဲ့လိုပါအခုလိုပဲကျွတ်တော့လည်းပဲတခါတည်းဌာနလို့ဆိုတဲ့အမှုကိုကျွတ်တော့လှုပ်ပြီးလို့ဆိုလို့ရှိရင်လှုပ်တဲ့အခါမှာတကယ်ပဲကိုကလည်းပဲအကျိုးလေးတွေမြင်ပြီးတော့လှုပ်တာဆိုကိုလှုပ်တာတိုင်းကံမမြောက်ဘူးလို့ဟာဒီလိုမျိုးလို့ဆိုလိုတာပါကိုကစကားပြောပြီးပြောတဲ့စကားတိုင်းလည်းပဲဝစီကံမမြောက်ဘူးပေါ့နှုတ်ကြီးနဲ့တောင်ပြောနေမှတော့ဝစီကံမြောက်တာပေါ့လို့ရှင်ရှင်တင်လိမ့်မယ်ဝစီကံမမြောက်ဘူးကိုကြီးနဲ့တောင်ပြုတ်မှတော့ကာယကံမြောက်တာပေါ့လို့ရှင်ရှင်တင်လိမ့်မယ် မမြောက်ဘူးလို့တခါသိမနှောကြီးနဲ့တောင်ထားလို့မလို့ကိုမျက်နာတောင်မှပုံပေါ်လာအဲ့လိုဆိုရင်ကံမြောက်ဗလားလို့ဆိုရင်ဒါလည်းလွန်ကျူးတဲ့အနေအထားတိမရှိဘူးလို့ဆိုရင်ကံမမြောက်ဘူးကိုနဲ့ဖြစ်ဖြစ်နှုတ်နဲ့ဖြစ်ဖြစ်စိတ်နဲ့ဖြစ်ဖြစ်လွန်ကျူးတဲ့အဖြစ်ဒီကြောက်မှာကံမြောက်တာလို့သူပြောအဲ့တော့လွန်ကျူးတဲ့အဖြစ်မရောက်တဲ့အပြောဆိုအပြုမူအနေထိုင်နေရှိတယ်ဒါဒီကံမမြောက်ဘူးအဲအဲ့လိုမျိုးလို့ကံမမြောက်တာဖြစ်တဲ့အတွက်ကိုယ်ကာယကံတို့ဝေဒီကံတို့မနောကံတို့ဆိုတဲ့ဟာတွေကို ကျွတ်တို့ကနေပြီးကြလားလွန်ကျူးတာတိုင်းလို့မမှတ်ပေးနဲ့လို့ပြောအဲကျွတ်တို့အဲ့လွန်ကျူးတာတိုင်းလို့မမှတ်ပေးလို့လွန်ကျူးတယ်လို့ဆိုရက်ကိုနဲ့အပြုတ်မှုမျိုးကံတော့မြောက်ဘူးလွန်ကျူးတယ်ဆိုရက်နှုတ်နဲ့အပြောဆိုမျိုးဒါလည်းကံမြောက်ပြီလွန်ကျူးတယ်လို့ဆိုရက်စိတ်နဲ့အကြံစီရဲ့မျက်နှာနေနေတာမျိုးအဲ့ဒါလည်းကံမြောက်ပြီလို့ပြောအဲ့ဒီကာယကံဝစီကမနောကံဟာကိုကကိုကိုကြီးနဲ့လှုပ်လိုက်ရတာကိုနှုတ်ကြီးနဲ့လည်းပြောလိုက်ရတာ ိုယ်သိနေလဲကြံစီလဲရအဲ့ဒါလို့ဆိုရင်အဲ့ဒါကိုလောက်တာလားလို့မေးရတုတ္တမြတ်စွာဘုရားဘယ်လိုပြောလဲလို့ဆိုတော့သာမန်လူတွေနဲ့လမ်းခွဲလိုက်တာလေးရတော့အဲ့ဒါကိုလောက်တာမဟုတ်ဘူးတခါတည်းမှဆိုတော့ဒါလေးတော့နားတယ်သွင်းပိတ်တာလို့ပြောရအဲ့ဒီကိုကိုနုံနှလုံးကြီးနဲ့ကံတွေကိုကျူးလွန်လိုက်ပြီအဲ့ဒီကျူးလွန်တဲ့ကံကိုအဲ့ဒီကံဟာတဲ့မင်းတို့ကြောင့်ဖြစ်တာလားလို့မမဟုတ်ဘူးလို့ပြော ဒါကြွလို့မြတ်စွာဘုရားပါဠိတော်မှာတန့်ရဲ့ပြောတဲ့စကားနော်မင်းတို့လောက်တာလားကွာမင်းတို့ကြောင့်ဖြစ်တာလားဆိုမဟုတ်ဘူးတဲ့ဒါလို့ဆိုရင်သူများကြောင့်ဖြစ်တာလားကွာလို့ဒါလို့မေးတဲ့အခါကျတော့လည်းပဲသူများကြောင့်ဖြစ်တာလည်းမဟုတ်ဘူးတဲ့ဒါလို့ဆိုမင်းတို့ကာယကံဝစီကံမနောကံနေဟာကိုယ်ကြောင့်ဖြစ်တာလည်းမဟုတ်ဘူးသူများကြောင့်ဖြစ်တာလည်းမဟုတ်ဘူးဆိုရင်အကြောင်းမဲ့ဖြစ်တာလားကွာဒီကာယကံဝစီကံမနောကံကလို့ဆိုတော့အကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူးတဲ့ဘု து ကြောင့်ဖြစ်တာတုံးလို့မေးတဲ့အခါကျတော့အဝိဇ္ဇာကြောင့်ဖြစ်တာ ို့တို့မသိတဲ့အဝိဇ္ဇာဆိုတဲ့စကားတလုံးနောက်ထပ်တိုးလာအဝိဇ္ဇာကြောင့်ဖြစ်တာလို့သူတို့ပြောတယ်ဒါဖြင့်ဒီအဝိဇ္ဇာကိုတခါကြာကြည့်အောင်ဒီအဝိဇ္ဇာရောတို့မှာဖြစ်နေတာသူတို့တို့လို့လို့ဖြစ်တာလားလို့ဘုရားအဝိဇ္ဇာလဲကျုပ်တို့လို့လို့ဖြစ်တာလို့ကျုပ်တို့ကိုကျုပ်တို့ခင်းနေတတ်ကြတယ်ဒါမှမဟုတ်လည်းပဲကျုပ်တို့ထဲမှာငွေကလေးကကပါလာတာအဝိဇ္ဇာတရားပါလာတာလို့ဘယ်လိုရင်းလဲထင်တတ်ကြတယ်တကယ်တော့ကျုပ်တို့ဘုရားအပြင်ဒီအဝိဇ္ဇာတရားကိုငွေကလေးကပါလာတယ်လို့လည်းမပြောဘူး ဆိုလိုတာတော့သူ့ဘာသာသူ့ငကိုရေကွာရှိပြီလားဆိုတဲ့သဘောမျိုးပေါ့ဗျာမွေးကလေးကပါလာတာသူ့ငကိုရေကရှိပြီတာကိုအဲ့ဒါလည်းမပြောဘူးဒါလို့ဆိုရင် သူများကအဝိဇ္ဇာဖြစ်အောင်ထည့်ပေးလိုက်လို့အဝိဇ္ဇာဖြစ်သွားတာလားလို့ဆိုတော့အဲ့ဒါလည်းမဟုတ်ဘူးလို့ပြောတယ်ဒါပေမဲ့ကျုပ်တို့လောကကတော့အဲ့ဒါလိုတော့ခံယူရကြအောင်ဆိုကြပါစို့ကျုပ်တို့တာမန်လူကောင်းတစ်ယောက်ပဲလူကောင်းတစ်ယောက်ကို အာလာဝကမော်သွင်းလိုက်အာလာဝကမော်သွင်းလိုက်လို့ရှိရင် မဲသူကလူချမ်းကြီးဖြစ်သွားတယ်လူချမ်းကြီးဖြစ်သွားတာပြောမယ်ဆိုရင်တော့အဲ့ဒီလူချမ်းကြီးလုပ်ငန်းကိုလုပ်ရတာကောင်းတယ်လို့ဆိုတဲ့အဝိဇ္ဇာတက်ဒီအဝိဇ္ဇာတက်ကိုမော်နေတွင်းယူတာလို့ပြောအဲ့တော့အဝိဇ္ဇာတက်ဖြစ်အောင်သူများကပဲဆရာကပဲတွင်းပေးလို့ရတယ်လို့လို့ဟောဒီလိုမျိုးလို့ဖြစ်သွားတယ်ဆိုတော့အဝိဇ္ဇာကသူများလုပ်လို့ဖြစ်သလားလို့မေးတော့သူများလုပ်လို့လည်းမဖြစ်ဘူးတဲ့ကိုလုံးလုံးဖြစ်တာလားလို့ပြောကိုလုံးလုံးဖြစ်တာလည်းမဟုတ်ဘူးတဲ့ဒီအဝိဇ္ဇာဒီအဝိဇ္ဇာကိုလုံးလုံးဖြစ်တာလည်းမဟုတ်ဘူးသူများလုပ်လို့ဖြစ်တာလည်းမဟုတ်ဘူးဆိုရင် ူဘာသာသူဖြစ်တာလားမွေးရဲပါလားလားမွေးရပါလေးလားဆိုတော့အာအဲ့လိုမွေးရပါလေးသူဘာသာသူဖြစ်တာလည်းမဟုတ်ဘူးလေအဝိဇ္ဇာသူဘာသာသူဖြစ်တာလည်းမဟုတ်ဘူးဆိုရင်ကဲတိုင်းဘာကြောင့်ဖြစ်တာအဲ့လိုမွေးတဲ့အခါကျတော့ဇရာမရဏမုသာယပိဋိဒါနမပိဏတော့အာတဝနံသမုပ္ပါဒာအဝိဇ္ဇာသဘောတတိဆိုပြီးတော့ဒါတော့တင်းညို့ဆရာဆက်ပြထားတာလေတင်းညို့ဆရာဆက်ပြထားတာဖြစ်တဲ့အတွက်မယုံမရှိပေနဲ့ဘာဖြစ်လို့လဲလို့ဆိုလို့ချင်းဒီအဝိဇ္ဇာတတ်ကို ဒီပရိသတ်သမုပ္ပါလေပတ်တယ်လို့ဆိုတဲ့အရာပြောချက်နဲ့ပဲသူတို့ကြည့်ရအောင်။ဘာဖြစ်လို့လဲလို့ဆိုရင်တဏှာဥပါဒံဘဝလို့ဆိုတဲ့ကိလေသာဝတ္တရားတွေဟာဝိပါကဝတ္တရားတွေကြောင့်ဖြစ်တာ။အဲ့တော့ဝိပါကဝတ္တရားတွေကြောင့်ဖြစ်တာဆိုတော့အဲ့ဒီတဏှာဥပါဒံဘဝလို့ဆိုတဲ့ကိလေသာတရားတွေကံတရားတွေကြောင့်ဖြစ်တဲ့ဇာတိရဲ့ဇရာမရဏရဲ့လို့ဆိုတဲ့ဇရာမရဏလည်းဝိပါကဝတ္တရား။ဒီဝိပါကဝတ္တရားဘု து ဆက်ရမှာလို့ဆိုရင်အဝိဇ္ဇာပြန်ဖြစ်ပြန်ဆက်ရအောင်။ ဇရာမရဏပစ္စယအဝိဇ္ဇာလို့ဟောဒီလိုမျိုးလေးပြန်ဖဲ့ရကျုပ်တို့ဇာတဲ့မှာကတော့ဇရာမရဏပစ္စယအဝိဇ္ဇာလို့မပါဘဲနဲ့အဝိဇ္ဇာပစ္စယတင်္ခါရလို့ဆိုပါအဝိဇ္ဇာကြောင့်ဖြစ်တဲ့ဟာတာပါပြီးတော့အဝိဇ္ဇာဘာကြောင့်ဖြစ်တယ်လို့ဆိုတာမျိုးကကြားထားချက်တွေ့ရမတွေ့ရပါဘူးလို့ဟောသူကြည့်ရမှာကတော့ဝိဘက်ကြောင့်ဖြစ်တဲ့ကိလေသာလို့ဆိုတော့ဇရာမရဏပစ္စယအဝိဇ္ဇာလို့ဟောဒီလိုပြောတယ်ဒီလိုပြောမယ်ဆိုရင်အဝိဇ္ဇာကျုပ်တို့လို့လို့ဖြစ်တာမဟုတ်ဘူး အဝိဇ္ဇာကြိုးတို့လို့လို့ဖြစ်တာမဟုတ်တယ်လို့သူများလို့လို့ဖြစ်တာလားသူသူများလို့လို့ဖြစ်တာလည်းမဟုတ်ဘူးဒါလို့ဆိုရင်မွေးရကွာသူ့မှာသာသူပါလာတယ်အเจ้าမဲ့ပြီးကြီးလာစေတာအเจ้าမဲ့ဖြစ်တာလည်းမဟုတ်ဘူးဘာလို့ကြောင့်ဖြစ်တာလို့ဆိုဇရာမရဏကြောင့်ဖြစ်တာတဲ့ဟောအဝိဇ္ဇာမသိလို့မို့လို့တခါထပ်ပြီးတော့ကြာလိုက်တဲ့အခါကျတော့ဇရာမရဏဆိုရင်နောက်ထပ်တစ်ခုမသိတာတစ်ခုတိုးလာတာလို့ဒီလိုပြောရမှာနော်ဇရာမရဏဆိုတာဘာတော့ဇရာမရဏဆိုတာဘာတော့လို့ဆိုတာကိုမသိဘူး အဲ့ဒီသရမရဏကြောင့်အဝိဇ္ဇာဖြစ်တာလို့ပြောနေပြီသရံသင်္ခါရကတော့အဝိဇ္ဇာကြောင့်ဖြစ်တာလို့ပြောတယ်သင်္ခါရဆိုတဲ့ကံတော့ကျွတ်တော့တိကြတာဟိုကျွတ်တော့ကိုယ်နဲ့ပြူတာကျွတ်တော့နှုတ်နဲ့ပြောဆိုတာလွန်ကျူးတဲ့မှုတွေပေါ့နော်လွန်ကျူးတဲ့မှုတွေကိုကျွတ်တော့ကိုယ်နဲ့ပြူတာကျွတ်တော့နှုတ်နဲ့ပြောဆိုတာကျွတ်တော့စိတ်နဲ့ကြံစည်ပြီးတော့မျက်နှာမြင်နေတာမှပေါ်တာဒါရီယာကံနေဒီကံနေကကျွတ်တော့ဒီမှာဖြစ်နေတာလေတိကျွတ်တော့ဒီမှာဖြစ်နေတာတိလို့ပါးစပ်နဲ့ပြောလိုက်ပြီဆိုရင်လဲဆဲလိုက်ဆိုလိုက်ပြီဆိုရင်လဲလွန်ကျူးတာပေါ့ ီလွန်ကျူးတဲ့ဆဲတဲ့ဆိုတာကိုကျုပ်တို့ပါဇက်ကြီးနဲ့ဘုပြောလိုက်ရတာဖြစ်တယ်ကျုပ်တို့လောက်တာလို့ထင်နေရကျုပ်တို့လောက်တာလို့ထင်နေတာအတွက်ကျုပ်တို့ဘုရားရှင်းပေးသွားတဲ့အခါကျအဲ့ဒီသင်္ခါရဟာတဲ့ဒိုးလောက်တာမဟုတ်ဘူးလေဒိုးကြောင့်ဖြစ်တာမဟုတ်ဘူးလေအဝိဇ္ဇာကြောင့်ဖြစ်တာလို့ပြောဒါနဲ့တခါအဝိဇ္ဇာကိုသိကြင်လို့လိုက်ချတော့သရမရဏကြောင့်ဖြစ်တာလို့ဘယ်လိုပြောပြီဆိုတော့သရမရဏဘာတုံးလို့ပြောသရမရဏဆိုတာလည်းပဲဘာဖြစ်လို့ဖြစ်တာတုံးလို့ဆိုတော့သရမရဏဒိုးဖြစ်ဒိုးလောက်နေတာလားဒိုးဖြစ်နေတာလားလို့ဆိုတော့ သူ့အိုးနေတာကိုဒရာမရဏလို့ပြောရမှာလားသူ့အိုးနေတာကိုဒရာမရဏလို့ပြောရသူ့သေးနေတာကိုမရဏလို့ပြောရမှာလားသူ့သေးနေတာလည်းမရဏလို့ပြောရအဲ့ဒါတို့ဖြစ်တာမဟုတ်ဘူးတဲ့ဒီဒရာမရဏလည်းကျုပ်တို့မဟုတ်ဘူးလို့သူတို့ပြောတာဟောဒီဒရာမရဏလည်းကျုပ်တို့မဟုတ်ဘူးလို့ဆိုရင်ကဲဒရာမရဏဘယ်သူတို့ကဒရာမရဏလည်းတဲ့အเจ้าမဲ့ဖြစ်တာလည်းမဟုတ်ဘူးတဲ့အเจ้าမဲ့ဖြစ်တာမဟုတ်ရင် तू ဘယ်သူကြောင့်ဖြစ်တာတော့မြေဇာတိကြောင့်ဖြစ်တာ ဓာတိလည်းတခါခါမတိညာဘူးသူကပြောမနေတော့ဓာတိကလည်းပဲပြောမစေဒီကလုံးအတ္တတာအတ္တတာတိုးတာတယ်လို့သူပြောအဲ့တော့ဇာတိရဲ့သရမရဏရဲ့အဝိဇ္ဇာရဲ့သင်္ခါရရဲ့ဒီချက်၄ချက်ကျုပ်တို့ပြောကြမှာလို့ပြောပါခေါ့နော်ဇာတိရဲ့သရမရဏရဲ့အဝိဇ္ဇာရဲ့သင်္ခါရရဲ့သင်္ခါရကတော့ကျုပ်တို့ဘယ်ကနေပြောလိုက်တာတို့ကျုပ်တို့ကိုယ်နဲ့ပြုလိုက်တာတို့ဆိုတော့ကျုပ်တို့လုံးတို့လို့ဖြစ်တယ်ဒါကိုကျုပ်တို့တရားခံပေါ်ခြင်းလို့ခြားတဲ့အခါကျတော့ဟာတို့လုံးတာမဟုတ်ဘူးတဲ့ဟေးအเจ้าမဲဖြစ်တာလည်းမဟုတ်ဘူးတဲ့အဝိဇ္ဇာကြောင့်ဖြစ်တာတဲ့ဟာ ကျုပ်တို့ဘုရားဒီလိုပြောတဲ့အခါကျသူတို့ဆိုအဝိဇ္ဇာဘယ်သူတုံးလို့မေးတယ်ကြာဘာကြောင့်ဖြစ်တာအဝိဇ္ဇာဒို့လားလို့ဆိုတော့အဝိဇ္ဇာလည်းဒို့မဟုတ်ဘူးဟာတဲ့သရမရဏကြောင့်ဖြစ်တာသရမရဏဆိုတာဘယ်လိုဖြစ်တာတော့ဘယ်သူကြောင့်ဖြစ်တာတော့သရမရဏကလည်းဇာတိကြောင့်ဖြစ်တာလေဇာတိရဲ့သရမရဏရဲ့ကျုပ်တို့သိရဖို့လိုလားဇာတိရဲ့သရမရဏရဲ့ဆိုတာကျုပ်တို့သိဖို့အတွက်တင်လည်းပဲသင်္ခါရတခါသိဦးမှာဖြစ်ပါတကယ်လို့ပြန်ကျုပ်တို့တွေကကိုယ်နဲ့တစ်စုံတစ်ခုကောင်းတာကိုလုပ်လွန်ကျူးမှုတစ်ခုကိုပေါ့ ိုနဲ့တလုံးတစ်ခုမကောင်းတာကိုလွန်ကျူးတဲ့အမှုလုပ်အဲ့လိုပဲနှုတ်တွေစိတ်တွေနဲ့လည်းပဲလွန်ကျူးတဲ့အမှုကိုကောင်းတာတွေပြုပြီးမကောင်းတာတွေပြုပြီးလုပ်အဲ့ကိုနဲ့နှုတ်နဲ့စိတ်နဲ့သုံးခုလုပ်နဲ့ကောင်းတာပြုပြီးမကောင်းတာပြုပြီးလွန်ကျူးမှုကိုကျွတ်တော့လုပ်ပြီးပြေဒါသင်္ခါရဖြစ်ကံမြောက်နေဘူးလေကျွတ်တော့အဲ့ဒီကံဟာကျွတ်တော့ဟုတ်လားမဟုတ်လားသိဖို့ရတကယ်လိုတာကိုကျွတ်တော့ဟုတ်လားမဟုတ်လားသိဖို့ရတကယ်လိုတာဆိုတော့ဒါဒုမဟုတ်ဘူးတဲ့ဘုရားတော့အဝိဇ္ဇာကြောင့် အဝိဇ္ဇာလည်းပဲဒုမဟုတ်ဘူးတဲ့ဒုလို့တာမဟုတ်ဘူးတဲ့အဝိဇ္ဇာလည်းအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးတဲ့သရဘာဇာတိသရမရဏကြောင့်ဖြစ်တာလို့ဆိုတော့ဒီဇာတိသရမရဏจิตတော်ကတိဖို့လို့ဒီဇာတိသရမရဏကလည်းပဲတဲ့မဲဘဝကြောင့်ဖြစ်တာဒါလိုမျိုးလို့ तू ကပြန်လာတယ်ဗျာဇာတိကဘသူကြောင့်ဖြစ်တာလို့ဆိုတော့ဇာတိကလည်းတဲ့သူ့ဘာသာသူဖြစ်တာမဟုတ်ဘူးတဲ့ကိုယ်မေးပိုက်ထဲမှာနေနေတာကိုဇာတိလို့ပြောတာမဟုတ်တာလေပြင်ချတာပေါ့ဗျာဇာတိကတဲ့သူ့ဘာသာသူဖြစ်တာမဟုတ်ဘူးတဲ့ ဓာတိဘု து ကြောင့်ဖြစ်တာလဲသူများလို့လို့ဖြစ်တာလားသူသူများလို့လို့ဖြစ်တာလဲမဟုတ်ဘူးလေဒီဓာတိဘု து ကြောင့်ဖြစ်တာလို့ဓာတိကဘဝကြောင့်ဖြစ်တာဆိုတော့တို့တို့ကဘဝရယ်ဓာတိဒရာမရဏရယ်အဝိဇ္ဇာရယ်သင်္ခါရရယ်လို့ဆိုဒီစကလုံးနာလုံးကျုပ်တို့ဒီကိုလိုလာတယ်ပြောဒီစကလုံးနာလုံးဒီကိုလိုလာတဲ့အခါကျတော့ဘဝနဲ့သင်္ခါရကအတူတူဘဝလို့ဆိုတဲ့ဇာတ်ကသင်္ခါရဆိုတဲ့ဇာတ်ကိုပဲပြောတာလို့ပြော သင်္ခါရဆိုတာက ုနာပြောခဲ့တယ်လွန်ကျူးမှုစေတနာတွေကံနေကိုသင်္ခါရလို့ပြောတို့တော့ကိုယ်နဲ့လွန်ကျူးရင်ကာသင်္ခါရနှုတ်နဲ့လွန်ကျူးရင်ဝတိသင်္ခါရစိတ်နဲ့လွန်ကျူးတာလုပ်ပြီးလို့ဆိုရင်အဲ့ဒီလုပ်တာကမနောသင်္ခါရကာယဝတိမနောဆိုတဲ့သင်္ခါရသင်္ခါရတွေကကံနေပဲလွန်ကျူးတာဘဝဆိုတာလည်းပဲဒီလွန်ကျူးတာတွေပြောတာဘဝဆိုတာဒီလွန်ကျူးတာတွေပြောတာဆိုတော့ဟောဘဝနဲ့သင်္ခါရပြန်ထပ်ပြီးလို့ဆိုတဲ့အခါကျတော့ဒီလိုဆိုရင်ဇာတိနဲ့သရမရဏကသင်္ခါရရဲ့အကျိုးပဲ သင်္ခါရတို့ဘဝတို့ရဲ့အကျိုးပဲသင်္ခါရတို့ဘဝတို့ရဲ့အကျိုးဖြစ်လာပြီလို့ဆိုတဲ့ကြာဇာတိကိုသူတို့ကပြောအောင်ဇာတိကျိုးလို့ပြောတဲ့အခါကျတော့ဩသင်္ခါရကိုသူတို့ကပြောအောင်သင်္ခါရကိုသူတို့ကပြောတဲ့အခါကိုနေကျူးလွန်ပြီကျူးလွန်နေတဲ့သူဟာကျူးလွန်ခဲသေးမှာကျူးလွန်ရချက်ကိုကောင်းတယ်လို့သူချင်းတယ်ကျူးလွန်နေသေးတဲ့ပုဂ္ဂိုလ်ဟာကျူးလွန်ရချက်မှာကျူးလွန်ရချက်ကိုကျူးလွန်ရနေသေးတဲ့မှာသူကောင်းတယ်လို့ချင်း ကောင်းတယ်လို့တင်တဲ့အတိုင်းယူလွန်ပြီးတဲ့အခါကျတော့လည်းပဲသူဇာတိသရမဏဖြစ်ပထမဆုံးဇာတိဖြစ်ယူလွန်ပြီးနောက်ဇာတိဖြစ်တာပဲဘယ်လိုဇာတိဖြစ်တယ်လို့ဆိုတော့အေးဟုတ်တယ်အဲ့ဒီတိုင်းပဲကောင်းတယ်သူခုနကတော့လှုပ်လိုက်တာလေးကိုလှုပ်ပြီးနောက်ပိုင်းမှာဒီအဲ့ဒီတိုင်းပဲကောင်းတယ်လို့သူကလွန်ထားတာဘူးဗျနည်းနည်းဥပမာလေးမတူမလားတူမလားမသိဘူးပြောကြည့်ရမယ် ကျုပ်တို့လူတယောက်ကနေပြီးတော့အရာတစ်ခုဓာတ်နဲ့လွှဲခုတ်လိုက်ဓာတ်နဲ့လွှဲခုတ်လိုက်လို့ခုတ်ပြီလို့ဆိုမှတော့ဓာတ်ကိုလွှဲပြီးမှတော့ပြန်တဲ့လို့မရတော့ဘူးတော့သူလွှဲပြီးနေပြီးတော့လွှဲခုတ်ပြီးနေအဲကုဓာတ်သွားနေတာကြမှာတော့မမြင်နဲ့တော့လို့ဆိုတာပြင်လို့မရတော့ဓာတ်ကတခါတည်းလူဒီကို level တဲ့တဲ့ကိုဖြတ်မှာဖြစ်ရဲ့အဲ့ level တဲ့တဲ့ကိုပြ level ရဲ့လို့ဖြတ်လိုက်တာ level မပြတ်ဖဲနဲ့ပကုံးပြတ်တယ်လို့ဆိုတာသူဓာတ်လွှဲတာပကုံးကြီးကိုရောက် ဒါကိုပခုံးရောက်နေတဲ့ဟာကိုပခုံးမရောက်သေးဘူးကွာလေဗင်းတဲ့တဲ့ကိုရောက်သေးတယ်လို့ပြင်လို့မရတော့အခုနာဒီတင်္ခါရကလည်းပဲဒီတိုင်းပဲတင်္ခါရကလှုပ်လိုက်တာအဲလှုပ်လိုက်တဲ့အခါမှာအဲ့ဒီလှုပ်ချက်ကသူ့လက်ကလွတ်သွားလှုပ်ချက်သူ့လက်ကလွတ်သွားပြီးမှဆိုရင်တော့အဲ့ဒီလှုပ်ချက်ကြောင့်ဖြစ်တဲ့ဖြစ်ချက်ကြမှာတော့သွားမပြင်ကျင်နဲ့ပြင်လို့မရတော့ဘူးလို့ဆိုလိုတယ်ဗျာဒါဇာတိနဲ့တင်္ခါရကိုသူတို့ကပြောချက်ပဲ သင်္ခါရကကံဓာတိကဝိသက်ဒါလိုလဲတခါဆက်ပြောနောက်တစ်မျိုးဥပမာလေးနဲ့ပြောမယ်ဆိုရင်မြားနဲ့တစ်စုံတစ်ခုကိုပြစ်တယ်သူဒီကနေပြီးတော့ဒီအပြစ်ခံရမဲ့ဒီဟိုတဲ့ဟိုပေါ့အရာဝတ္ထုကိုအပြစ်ခံရမဲ့အရာဝတ္ထုကိုဒီကနေချိန်ပြီးတခါလာလေးကနေပြီးတော့မြားကိုလွတ်လိုက်မြားကိုလွတ်လိုက်လို့ကိုမြားကကိုလေးကနေလွတ်သွားပြီဆိုကိုလေးကျိုးကနှင်လိုက်တဲ့အတွက်ကိုမြားကိုလေးကနေထွက်သွားပြီ အခုမှစထွက်ခါကလက်နှလုံးပဲဖြစ်ဖြစ်လက်သုံးလုံးပဲဖြစ်ဖြစ်တထွာပဲကြည်သေးရှိသေးလေးရဲ့ရှင်နာမှာတထွာပဲရောက်ရောက်အဲ့ဒီများကိုတော့နောက်ထပ်ပြင်လို့မရတော့ဘူးဟာပယ်သွားပါအောင်ဟာနည်းနည်းလေးဘယ်ဘက်တိတ်ပေးလိုက်ပါအောင်နည်းနည်းညာဘက်တိတ်ပေးလိုက်ပါအောင်အထက်နည်းနည်းလေးအောက်နည်းနည်းလေးနဲ့လုံးလို့မရတော့ဘူး तू မပြစ်ခင်ကလေးကသူများနဲ့အဲ့ဒီသူပြရမယ့်အရာဝတ္ထုနဲ့ကို तू ချိန်ပေါ့အဲ့ဒီချိန်တာကလွဲလို့ရှိရင်ကတော့ကိုများထွက်သွားပြီးမှတော့ပြန်ချိန်လို့မရတော့ဘူး အဲအဲ့လိုမျိုးပဲပေါ့သင်္ခါရကပြောမစင်တော့လေးပေါ်မှာရှိနေသေးတယ်ပြားလို့ပြောလေးပေါ်မှာရှိနေသေးတယ်ပြားလို့ဒီသင်္ခါရကနေပြီးတော့ပြစ်တာဒီသင်္ခါရနဲ့ပြစ်လိုက်တဲ့အခါမှာဟောဒီလေးကနေပြီးမြားထွက်သွားပြီဆိုရင်တော့သူဓာတိဖြစ်ပြီလို့ပြောပါဗျာအဲဓာတိဖြစ်ပြီလို့ဆိုတဲ့အခါကျတော့သူပြင်လို့မရတော့သင်္ခါရကအတိုင်းပဲဖြစ်နေပြီသင်္ခါရကညာဘက်ကိုတတောင်လွဲတယ်လို့ဆိုလို့ချင်းဖိန်းထားတတောင်လွဲထားတယ်ဆိုရင် ထွက်သွားတဲ့မြားလည်းညာဘက်တောင်လွဲပြီးသူထွက်တော့အဲထွက်သွားတဲ့မြားကြမှာတော့ဖြင့်အာညာဘက်တောင်လွဲအာနေပြီးတော့ဘယ်ဘက်ကိုတောင်လောက်တိုးပြီးမှန်လိုက်စမ်းမှလို့လို့မြားတော့သူအစဆုံးလေးပေါ်မှာရှိတော့ကလေးကသူကနေပြီးတော့ခိတ်သားကိုကဲ့အောင်လာသူပြင်တော့လို့ပြောတော့လေးပေါ်မှာရှိတော့ကလေးကခိတ်သားကိုကဲ့အောင်ပြင်နိုင်ရင်တော့သူတဲ့တယ်ပဲမှန်အောင်လုပ်နိုင်ရင်တော့သူ့ရဲ့ဒီဓာတိအားလည်းပဲမှန်တာဖြစ်ပါတယ် အဲ့တော့ဓာတိနဲ့သင်္ခါရကိုဒါမှမဟုတ်ဘဝနဲ့ဓာတိကိုဒါဓာတိနဲ့သင်္ခါရဆိုတာတဲ့သင်္ခါရနဲ့ဘဝကိုတခြားတည်းလို့ကျွတ်တို့မြင်ပေးကြမယ်နော်အဲ့ဒါလေးလဲနားမစိမ့်ပေးကြပါနဲ့ဗျအရက်ထဲရနဲ့ဆိုရင်တော့နားတော်တော်စိမ့်နေတယ်ဘာဖြစ်လို့နားစိမ့်တယ်လဲလို့ဆိုကြင်ဘဝဘဝဆိုတာကိုကျွတ်တို့နားလဲနားနားလဲလွဲကြဘယ်လိုနားလဲလွဲတယ်လဲလို့ထင်ဘဝဆိုတာဟာမွေးရနေပြီးတော့သေအတွင်းကိုတဘဝလို့အဲ့ဒီလိုမျိုးလို့မြင်တတ်ကြ မွေးရနေသေးအတွင်းတဘဝလို့မြင်တတ်ကြတော့အဲ့ဒီလိုမျိုးလို့ဘဝဆိုတဲ့ဟာကြီးကအမှန်အရှိန်ကြီးပဲတကယ်ကျုပ်တို့ဘုရားပြောတဲ့ဘဝဆိုတဲ့သက္ကလုံရဲ့အ내အတိတ်ပဲကတော့ဘာကိုဘဝလို့ပြောတာတော့မဟုတ်ဘူးလို့ရှိရင် तू ဟာသင်္ခါရရဲ့အခိုက်အတန့်လေးယူလွန်ဆဲဆဲအခိုက်အတန့်လေးသူကံကိုကျူးလွန်တော့ပဲလေကံကိုကျူးလွန်တော့မယ်ဆိုတော့ကျူးလွန်ဆဲဆဲအခိုက်အတန့်လေးကိုသူကသင်္ခါရလို့ပြော ယူလွန်ခဲ့တဲ့အခိုက်အတန့်ကလေးကိုတင်္ခါရလို့ပြောတာဆိုတော့ဒီတင်္ခါရကိုဘဝပြောတာသူတို့ဘုရားပြောတဲ့ဘဝသိတ်တူလွန်းနေကြသိကိုတို့လုံးနဲ့လူရဲ့တသက်က80တို့90တို့100တို့ကြည့်ရအောင်80 90 100တွင်တည်းမှာဆိုရင်ဘဝကမရေမတွက်နိုင်အောင်ဖြစ်တယ်ပြောဘာလို့ဘဝမရေမတွက်နိုင်အောင်ဖြစ်တယ်လို့ပြောရမှာလဲဆိုဘဝရဲ့တကယ့်ဖြစ်ချိန်တက်တန်းကဥပမာစိတ်နဲ့လူတယောက်ကိုပြင်းမကြည့်လိုက်သို့မဟုတ်နှုတ်နဲ့လူတယောက်ကိုပြင်းမကြည့်လိုက် တကယ်ပြင်းမာတဲ့စိတ်စေနာလေးရဲ့ဖြစ်ပွားတဲ့အချိန်လေးဟာလက်ဖြစ်တစ်ထွက်တောင်ကြာချိန်မှကြာဖြစ်လို့ပြောလက်ဖြစ်လက်ဖြစ်တစ်ထွက်အချိန်လေးရဲ့အစိတ်ပိုင်းတစ်ခုပဲကြာအဲ့တော့ဘဝသိတူတောင်းနေလို့ပြောအတင်္ခါရဘဝပဲလို့ဆိုတော့ဘဝသိတူတောင်းအဲ့လိုသိတူတောင်းတဲ့ဘဝကပဲဒီလူရဲ့ဖြစ်စဉ်ပေါ်ပါသေးနော်အကျိမ်ပေါင်းများစွာဖြစ်တာပေါ့ဒါကြောင့်မလို့လူဟာဘဝတွေအများကြီးကြောင်းနေတယ်လို့ဒီလိုမျိုးလို့ပြောတာ ကျုပ်တို့ဘုရားရဲ့တရားကိုသာလိုက်စားနေကြရပြီတော့ဘုရားရဲ့အဲ့ဒီတဒနာကိုမမြင်တတ်ကြဘူးအဲ့ဒီတဒနာကိုမမြင်တဲ့အခါကျတော့ဘဝနဲ့တကယ်လူလေအတူတူလို့ထင်တာရဘဝကတကယ်ကိုအချိန်တူတူလေးနဲ့ဘဝတန်တရာလို့ဆိုတဲ့အထက်မှာပြင်လဲပြီးတော့မျောသွားနေရတာမြင်ဖို့မကြဘူးလို့ပြောတာညာတကယ်တော့ကျုပ်တို့ကိုယ်ပေါ်မှာတင်ဘဝတွေအမျိုးမျိုးပြောင်းနေတာအရင်ထက်ကလူတွေပြောတာနေနေတူပါတယ်အာဒီကူကထိုက်ကားသမားဘဝထိုက်ကားနေနေတော့ မြင်လဲမောင်းတဲ့အခါကျတော့သူမြင်လဲတမဘဝလေထိုးနေပြီလို့ဆိုရကြတယ်။အော်သူလေထိုးသားဘဝပေါ့။သင်္ဘောတက်ပြီဆိုရင်တော့အော်သူသင်္ဘောသားဘဝပြောပြီပေါ့မျိုးမျိုးတခါလဲတာ။သင်္ဘောနေရင်တော့လဲတိုက်သားနေလဲတမဘဝဒီလိုအဲ့ဒီကနေအစ်တက်ပြီးတော့ကုံသွဲသွားပြီဆိုရင်အော်သူကုံတယ်ဘဝရောက်သွားပြီ။အဲသူလိုတာကတော့လူတယောက်တည်းကပဲလဲလဲတိုက်မယ်လှေလဲထိုးမယ်။အဲ့ဒီလိုပဲ အမျိုးမျိုးတခါလဲကုံတယ်လဲလုံမယ်ထိုက်ကားလဲမြင်းမယ်မြင်းလဲလဲမောင်းမယ်လုံနိုင်တာကြီးပဲပြောမယ်ဆိုရင်အဲ့ဒီဘဝတောင်ဘဝလို့မပြောသေးဘူးဒါသမုဒိသစ္စာဘဝသမုဒိသစ္စာပြောတဲ့ဘဝလဲမောင်းနေလို့မလို့သူ့လဲသမားဘဝလို့ပြောတာမြင်းလဲမောင်းနေလို့မြင်းလဲသမားဘဝလေထိုးနေလို့မလို့လေဖို့နေလို့မလို့သူ့လေသမားဘဝကတုသမားဘဝဘယ်လိုပြောတာဒါသမုဒိသစ္စာဘဝတို့တို့အရိယသစ္စာဘဝကသမုဒိသစ္စာဘဝရဲ့တကယ်အစိတ်ပိုင်းတောင်မရှိလျားဘူးလို့ပြောတာ အဲ့ဒီလိုမျိုးလိုသမှုတိသစ္စာဘဝတစ်ခုတောင်မှမရှိသမှုတိသစ္စာဘဝတစ်ခုအတွင်းထဲမှာဘဝပုံများစွာဖြစ်တာဟောအာကျွတ်တို့ဘဝလို့ကျွတ်တို့ဘုရားပြောတဲ့ဘဝဆိုတာကျွတ်တို့နားမလည်နိုင်အောင်လို့ပြောရမလို့ပဲတာမန်လူတွေနားနေဖြင့်နားတောင်မလည်နိုင်စရာလို့ဒီလိုပြောရမှာဘဝဆိုတာတကယ်ကြတော့အင်မတန်တူတောင်းတဲ့စေတနာလေးတစ်ချက်လို့ပြောကျွတ်တို့ဝေဒနာလို့ဆိုတာဒီခံစားမှုပါတယ်ဒီဝေဒနာဆိုတာကျွတ်တို့အသက်စားတော့အသက်ဝေဒနာ အကျဉ်းစားတော့အကျဉ်းဝေးနာသူးသူးတော့သူးသူးတဲ့ဝေးနာဒုံနေရိုက်ခါတော့ဒုံနေရိုက်ခါနဲ့ဝေးနာစေစုံတစ်ခုပြူပြူသူးသူးကလေးခါတော့ပြူပြူသူးသူးကလေးခါတဲ့ဝေဒနာဝေဒနာတွေအမျိုးမျိုးကျွတ်လို့ပေါ်မှာအဖန်ဖန်အလဲလဲထပ်ပြီးပေါ်နေတယ်လို့ဒီဝေဒနာနဲ့ဒီဘဝကလည်းပဲကာလတစ်ခုလေးလို့ဒီပြောအဲဒီလိုကာလတစ်ခုလေးဖြစ်တဲ့အတွက်ဝေဒနာရဲ့ဖြစ်ပွားတဲ့ကာလဟာသိတူတောင်းတယ်လို့ဘဝရဲ့ဖြစ်ပွားတဲ့ကာလလည်းသိတူတောင်းအခုနကတသက်မှတဘဝလို့ဆိုတာကတော့တော်တော်ကိုကြည်လျားတဲ့ဘဝပြောပါတော့ အဲ့တသက်မှာဘဝလို့ပြောရတာနေပြီးတော့အလုံးတွေဟာသူကလက်သမားလို့တော့လက်သမားဘဝပြန်သမားလို့တော့ပြန်သမားဘဝအဲ့လိုမျိုးလို့ဘဝတွေပြောနေရပြီလို့ဆိုတဲ့အခါကျတော့အဲ့ဒီဘဝတွေကသမှုတိတ္တာဘဝတွေဒီအရိယတိတ္တာဘဝတော့မဟုတ်ဘူးတို့တို့ကဒီစုံတစ်ခုကျူးလွန်လိုက်ဘဝတစ်ခုဖြစ်နောက်ထပ်ဒီစုံတစ်ခုကျူးလွန်လိုက်ဘဝတစ်ခုနောက်ထပ်ဖြစ်ဒီတဲ့နောက်ထပ်ထပ်ပြီးတော့ဒီစုံတစ်ခုကျူးလွန်မှုလေးကိုကျူးလွန်လိုက်ဘဝဖြစ်ပြီလို့ပြောကြတယ်ကျူးလွန်နေဆိုတာ တခြားတစ်ပါးကြီးမဟုတ်ဘူးစာရဲပေတဲ့ကပြရလဲမဟုတ်ဘူးတို့တို့လူတွေတုံးနဲ့တူဆက်ဆံကြကိုလင်းနေမရပဲဖြစ်ဖြစ်ဆက်ဆံကြသားနဲ့မိသားသမီးနဲ့မိဘပဲဖြစ်ဖြစ်လဲဆက်ဆံကြကိုကုံတယ်နဲ့ကုံဝဲဆိုပြီးတော့လဲဆက်ဆံကြဟိုလူချင်းချင်းဆိုရင်ဆက်ဆံကြရပါလေလေကိုဘတ်ကားစည်းလာတယ်ဆိုဘတ်ကားစည်းသမားနဲ့ဘတ်ကားမောင်သမားဆိုပြီးဆက်ဆံကြအဲ့လိုဆက်ဆံကြရတဲ့အခါမှာတို့တို့စိတ်ကလေးတူကြည့်သလားတို့တို့စိတ်ကလေးပဲတို့တို့ကလိုကြည့်သလား အမျိုးမျိုးပေါ့တခုခုလေးနဲ့အဲဒီလိုမျိုးလို့ကျုပ်တို့လွန်ကျူတာတခုခုဖြစ်ပြီဆိုဒါကျုပ်တို့ဘဝတခုနော်ဒါတွေကိုကျုပ်တို့ဘဝလို့ဆိုတာမျိုးပြောတာအဲ့တော့ဒီဘဝကိုကျုပ်တို့ကလွန်ကျူချက်ကံဟောဒီလိုပြောအောင်ကံကိုလည်းကျုပ်တို့မြင်ခဲ့ကြတယ်ဗျာဒီကံနဲ့ဆက်လင်းလို့မြင်တတ်အောင်လည်းဒီတဲ့ဖြင့်များများကလေးစီဘူးပေးကြပါလို့ဒီလိုပြောအောင်ဒီသင်္ခါရရဲ့ကံရဲ့ဘဝရဲ့လို့ဆိုတဲ့နာမည်သုံးခုကတခုတည်းနာမည်ပါဗျာသင်္ခါရဆိုတာလည်းဒါပဲကံဆိုတာလည်းဒါပဲဘဝဆိုတာလည်းဒါပဲ အဲ့တော့ဒီဘဝကိုပြုတ်သွားနေပြီးတော့လှုပ်ပြီးသွားရင်ဒီဒီဘဝဒီဘဝလှုပ်တဲ့အတိုင်းပြုတ်တော့ဓာတိဆိုလို့ဖြစ်တယ်ဆိုတော့လှုပ်ချက်ကြီးအတိုင်းပဲဖြစ်တယ်ပြန်လှုပ်လိုက်ရင်ပြန်လှုပ်တဲ့အတိုင်းအဲ့ဒီလိုပဲလက်သမားလှုပ်လိုက်ရင်လက်သမားလှုပ်တဲ့အတိုင်းသူ့တက်ပြန်ခဲ့တာအဲ့ဒီလိုမျိုးလိုပဲသူကနေပြီးသူမြတ်ကိုဆဲဆိုလိုက်ရင်ဆဲဆိုတဲ့အတိုင်းဟောဆဲဆိုတဲ့သူကြီးဖြစ်သူကျင်းကြတယ်သူမြတ်ကိုလိမ့်လဲလှည့်ပြားလိုက်မယ်ဆိုလိမ့်လဲလှည့်ပြားတဲ့အတိုင်းလိမ့်လဲလှည့်ပြားမှုကြီးသူကျင်းကြတယ် အဲ့ဒါကိုဇာတိလို့ဒီလိုပြောရဘာလို့လို့သူ့ဇာတိလို့ပြောရမလို့ဆိုရဲအဲဘဝကဖြစ်ပြီးတာဆိုတော့လက်လက်ဆက်ဆက်နဲ့ဆိုတော့ဒီဖြစ်တာပြောမယ်ဆိုရင်တော့ဘဝလုံတော့ကလို့ပဲသူကောင်းဘဝလုံတော့ကသူကလုံတာကိုချိုးမိန်တယ်လို့ထင်ပြီးလုံတာကိုတော့လုံပြီးတဲ့အခါကျတော့လေသူချိုးမိန်တယ်လို့ဆိုတာကြီးတင်းကြံနေဥပမာ ဖဲသွားရိုက်ဖဲရလေနိုင်လာတယ်ဖြစ်ဟာဖဲရလာကောင်းတော့ပါဖဲရိုက်ပြီးတော့လည်းပဲတမိမ့်မိမ့်နဲ့ ဖဲရရရဲ့ကောင်းတာလေးကိုရတာခံလို့မဆုံးသေးဘူးဇာတိဖြစ်နေတာလို့ပြောပြောအဲ့တော့ဇာတိကိုကျွန်တော်တိကြမယ်တိကြမယ်ဆိုရင်ကံတခုခုကိုလှုပ်ပြီးနောက်မိဘကိုယ်တိုင်ကကိုသားသမီးကိုရရဲ့ပုတ်ပုတ်လှုပ်မလားသူသူခဲခဲပဲလှုပ်မလားလှုပ်ပြီးနောက်ဒီသားတော့ဒီလိုကိုထဲလိုက်မှဒီလိုကိုထူလိုက်မှဒီသားတော့ပြည့်ဒီလိုကိုရိုက်လိုက်မှဒီလိုကိုပုတ်လိုက်မှကောင်းတယ်လို့ဟိုရိုက်တော့ပုတ်တော့ကကိုကရိုက်တဲ့ပုတ်တဲ့နေပြီလို့သူကထင်းနေတဲ့အတွက် သူရိုက်တာပုတ်တာကိုအဲ့တော့ရိုက်ရတာပုတ်ရတာသူရတာကြည့်တယ်ရိုက်တဲ့ပုတ်တဲ့နေတဲ့အတိုင်းရိုက်ပုတ်လိုက်ရတာဖြစ်တယ်သူရတာကြည့်တယ်လို့အသီးတထအသားတထဖြစ်တယ်လို့သူထင်တယ်ရိုက်တော့ပုတ်တော့ရတယ်ရိုက်ပြီးပုတ်ပြီးတဲ့နောက်ပိုင်းကျတော့လည်းပဲမင်းငါရိုက်ရပုတ်ရတာဖြစ်ကောင်းလိုက်တာဒီလိုကောင်းတော့ဒီလိုကငါထုံးမလိုက်မှာကိုသာဖြစ်တာဟောသူဇာတိဖြစ်နေတာလို့ဒီလိုပြောတာအဲ့တော့ပြောမယ်စေဇာတိမတိမဖြစ်ကြတဲ့ဇာတိဆိုတာသင်္ခါရလုံတုံးကအတိုင်းပဲသိတာတစ်ဖြောင်းနဲ့ဖြစ်တယ် သတ္တရဖြစ်တာဒါမှမဟုတ်ကံလုံတုံးကအတိုင်းကံလုံနေသေးတော့သေးသေးတုံးကအတိုင်းသူတစ်ချောင်းနဲ့ဖြစ်နေတာဒါဇာတိလို့သူပြောအဲ့ဒီဇာတိကြီးကကြားလာတဲ့အခါကျတော့အိုးလာအိုးဟောင်းနှောင်းလာပြီလို့ဆိုတဲ့အခါကျတော့ဘာဖြစ်လို့ဆိုရင်တော့ဒီရဲရတာကြီးကလည်းငါဟုတ်မှဟုတ်ကလားဒီရဲရတာကြီးကပြန်စိတ်မကောင်းလိုက်တာဒီလိုစူရတာကျဲရတာကြီးကလည်းဟုတ်ပါဟုတ်ကလားအစတော့တော့ဒီလိုနဲ့မှထိုက်တန်လှရည်ရဲ့သူပြောတာလား ကိုသူရခဲရတာကိုအစီတထအတားတထလို့သူဇာတိဖြစ်အဲ့ဒီဇာတိဖြစ်နေရာနေနောက်ကြတော့သူစိတ်မကောင်းလာတော့အဲ့လိုစိတ်မကောင်းလာတဲ့အခါကျတော့သူသရမရဏဖြစ်လာလို့ပြောကြတယ်သူခံစားချက်ဝေနာတယ်လည်းမကောင်းတော့ခုနကတော့ရိုက်ပြီးပုတ်ပြီးသွားတော့ကတော့သူဇာတိဖြစ်နေတော့ရဲပုတ်ရတာကောင်းတယ်ဆိုပြီးတော့သူကခံစားချက်ဝေနာတယ်လည်းကောင်းဇာတိဖြစ်တော့လည်းဒီဝေနာပဲသရမရဏဖြစ်တော့လည်းဒီဝေနာပဲဒီဝေနာဇာတိတော့အကောင်းပြတော့ ဒရာမရဏအပိုင်းရောက်လာတဲ့အခါကျတော့အကောင်းမပြခင်တော့ဘူးသူကဘာဖြစ်လာတော့ခင်တော့သူခံစားကြမကောင်းတော့ငါသားလေးကငါရိုက်မိရလေခြင်းငါသမီးလေးကငါသူပြရလေခြင်းဆက်ရှိပြအဲဒီလိုမျိုးလို့ဖြစ်သွားပြီလို့ဆိုတဲ့အခါကျသူရိုက်သွားပြီဒီဒရာမရဏကသူ့ကိုနှိပ်သက်တယ်အဲဒီဒရာမရဏကနှိပ်သက်တဲ့အခါကျသူ့စိတ်တွေပြက်တာပေါ့သူ့စိတ်တွေပြက်တဲ့အခါကျတော့ဘာဖြစ်လို့လဲစိတ်ပြက်တော့လေသူကဘာမှမသိတတ်ပြန်တော့ဘာမှလည်းမတွေးတတ်ပြန်တော့ အဲ့လိုဖြည့်ရင်ကနေပြီးတော့ဟောအာဝိဇ္ဇာပြန်ပေါ်အာတဝတိတိဆိုလားအာဝိဇ္ဇာပြန်ပေါ်တယ်လို့ပြောတာဒါလေးကကျုပ်ကဝုလဲပုံလေးကိုမြန်မြန်ကလေးပေါ်သွားဖို့အတွက်ပြောမလို့ဝုလဲပုံလေးမြန်မြန်လေးပေါ်သွားဖို့အတွက်ပြောမယ်ခင်ဒီဇာတိနဲ့သရပါဏာကအကျိုးဝိဘက်ဖြစ်ခုနကံနေရဲ့အကျိုးဥစ္စာဇာတိကအကျိုးရင်းသရမရဏကျတော့အဖျားနာအကျိုးအဲ့တော့အဖျားနာအကျိုးသူတော့အကျိုးရင်းတော့လိုလက်လက်ဆက်ဆက်ရှိတော့အဲ့ဒီဇာတိနဲ့သရမရဏကဝိပါကဝတ် ဒီဝိဘကဝတ်တွေပေါ်မှာမှီပြီးကြလားဒီဝိဘကဝတ်ကဘု து ကြောင့်ဖြစ်တာလို့ဆိုတော့ခုနတင်္ခါရတို့ဘဝတို့ဆိုကံကြောင့်ဖြစ်တာကံမဝတ်ပဲအဲ့တော့တင်္ခါရတို့ဘဝတို့ဆိုတဲ့ကံကြောင့်ဖြစ်တာလို့ဆိုတော့ဓာတိနဲ့သရမရဏကကံကြောင့်ဖြစ်တယ်အဝိဇ္ဇာဆိုတာကအဲ့ဒီကံရဲ့အကျိုးဖြစ်တဲ့ဝိဘက်ကြောင့်ဖြစ်ဓာတိနဲ့သရမရဏကဝိဘက်လို့ဆိုတော့ကံရဲ့အကျိုးဖြစ်တဲ့ဝိဘက် အဝိဇ္ဇာဘု து ကြောင့်ဖြစ်တာသင်္ခါရတို့ဘဝတို့ဆိုတာဘု து ကြောင့်ဖြစ်တာလို့ဆိုတော့အဝိဇ္ဇာကြောင့်ဖြစ်ဒါပြင်ဇာတိနဲ့သရမရဏကဘု து ကြောင့်ဖြစ်တာလို့ဖြစ်ကံကြောင့်ဖြစ်တခါဒီကံကြောင့်ဖြစ်တဲ့ဇာတိနဲ့သရမရဏကြောင့်ပဲတခါအဝိဇ္ဇာလို့ဆိုတဲ့ကံရဲ့အကြောင်းမှလည်းပဲဘု து ကြောင့်ဖြစ်တာလို့ဆိုတော့ဘယ်သရမရဏကြောင့်ဖြစ်တာလို့ပြောလို့ဆိုတာကံရဲ့အကျိုးကြောင့်ဖြစ်တာလို့ဆိုတော့အဝိဇ္ဇာကံရဲ့အကြောင်းကိုခုနပြောခဲ့ကံဟာလူလုံးလို့ဖြစ်တာမဟုတ်ဘူး အဝိဇ္ဇာလုံးလို့ဖြစ်တာဒီလိုပြောခဲ့ဒီလိုဆိုတော့ဒီအဝိဇ္ဇာဘယ်သူလုံးတာလို့ဆိုတော့အဲဓာတိစရာမရဏလုံးလို့ဖြစ်တာပေါ့ဓာတိစရာမရဏကံရဲ့အကျိုးဟောဒီကံကိုယ်တိုင်ကလည်းပဲကိလေသာရဲ့အကျိုးအဝိဇ္ဇာလို့ဆိုတော့ကိလေသာရဲ့အကျိုးဒီကံရဲ့အကြောင်းဖြစ်တဲ့ဒီကိလေသာကိုဘယ်သူကဖြစ်စေလို့ဆိုတော့ကံရဲ့အကြောင်းဖြစ်တဲ့ကိလေသာကိုကံရဲ့အကျိုးဖြစ်တဲ့ဓာတိစရာမရဏကိုပြန်လို့ ာဟိုကျွတ်ဘုရားဟောခဲ့တာနော်တကယ်ခက်ခက်နဲ့နဲ့ကလေးဟောခဲ့တာလို့ဆိုပြောတာဒါလေးခင်ဗျားတို့နားထဲမှာဝင်နေခင်ကြည့်လိမ့်ပတ်လေအောင်တော့နည်းနည်းလုပ်ပေးကြပါလို့ဆိုပြောကံရဲ့အကြောင်းဖြစ်တယ်အဝိဇ္ဇာကံရဲ့အကြောင်းဖြစ်တယ်အဝိဇ္ဇာဘု து ကြောင့်ဖြစ်တာတော့မမေးတော့ကံရဲ့အကျိုးဖြစ်တယ်ဓာတိနဲ့သရမရဏကြောင့်ဖြစ်အော်ဒါကတော့လဲသွားပြီလို့ပြောပါတော့။ဘုန်းဆိုကံရဲ့အကြောင်းကြောင့်ကံဖြစ်တယ်။ကံကြောင့်ကံရဲ့အကျိုးဖြစ်တယ်။ အဲ့ဒီကံရဲ့အကျိုးကြောင့်ပဲကံရဲ့အကြောင်းပြန်ဖြစ်တယ်လို့ဆိုတာမျိုးဖြစ်သွားတော့အဝိဇ္ဇာဘယ်သူလောက်တာလို့ဆိုတော့ဓာတိနိန္ဒရာမရဏလောက်တာဓာတိဒရာမရဏဘယ်သူကြောင့်ဖြစ်တာလို့ဆိုတော့ဟာတင်္ခါရကြောင့်ဖြစ်တာဘယ်လိုဆိုရင်သူတို့လဲသွားပြီလဲသွားအောင်လဲကျုပ်တို့ကပြောတာနော်ဒါခင်ဗျားတို့လဲသွားအောင်ပြောတာမဟုတ်ဘူးဒီတရားတွေလဲသွားအောင်ကျုပ်ကပြောလိုက်တာဒီတရားတွေလဲသွားအောင်လို့နည်းနည်းပြန်ပြောမယ်တင်္ခါရဆိုတာဟာကျုပ်တို့ကလောက်တာ လိုလိုဖြစ်နေတယ်ကျွန်တော်ပါဇက်နဲ့ကိုပဲဝတိတင်ခါရာကြီးလှုပ်လိုက်တယ်ထဲတယ်ကိုရယ်ကြီးရယ်တွန်းတယ်ဟောက်တယ်ခြောက်တယ်အဲဒီလိုမျိုးကျွန်တော်လှုပ်လိုက်တာဖြစ်မယ်ကျွန်တော်မဟုတ်ဘူးလို့ကျွန်တော်ဖျားပြောတာဟာဒါတို့လို့လို့ဖြစ်တာမဟုတ်ဘူးလို့ဆိုဘယ်သူလို့လို့ဖြစ်တာတော့အကြောင်းမဲ့ဖြစ်တာလားဆိုတာအကြောင်းမဲ့လည်းမဟုတ်ဘူးလေအဝိဇ္ဇာလို့လို့ဖြစ်တာလို့အဝိဇ္ဇာကြောင့်ဖြစ်တာလို့ဒီလိုဖျားပြောအဲဒီတော့သင်္ခါရရဲ့အကြောင်းဟာအဝိဇ္ဇာလို့ဆိုတဲ့ကိလေသာပေါ့ကိလေသာပေါ့ကိလေသာတရားပေါ့အဝိဇ္ဇာကိလေသာတရားပဲဗျာ အဝိဇ္ဇာဆိုတဲ့ကိလေသာတရားလို့ပြောပြီးတော့ဒီအဝိဇ္ဇာဘု து ကြောင့်ဖြစ်တာတုံးလို့မေးတဲ့အခါကျတော့ဇာတိတရမရဏကြောင့်ဖြစ်တယ်လို့ပြောဒီအဝိဇ္ဇာလည်းကျုပ်တို့လောက်တာမဟုတ်ဘူးတဲ့နော်သူများလောက်တာလည်းမဟုတ်ဘူးတဲ့ဒီအဝိဇ္ဇာဘု து လောက်တာတုံးလို့ဆိုတဲ့အခါကျတင်ဇာတိနဲ့တရမရဏလောက်တာလို့ပြောဒီဇာတိနဲ့တရမရဏဘု து လောက်တာတုံးပြီးတော့ဟောကံတရားလောက်တာလို့ပြောပြတယ်